ဖယံတရားတန်ခါယရဏသုံးပါးကိုကိုယ်ွယ်စိတ်ကတဲ့ပုဂ္ဂိုလ်ရဲ့ဂုံတရင်ဟာအရက်သေးကလူတွေသိချင်မှသိမယ်သို့သောနတ်တွေကသိချင်တယ်တဲ့ပြမာတွေကသိချင်တယ်ဒါလို့ဆိုနတ်ပြမာတွေရဲ့ဂုံတရင်နတ်ပြမာတွေအတွင်းမှာဂုံတရင်ကြီးတယ်ဘာဖြစ်လို့ဂုံတရင်ကြီးတယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တုတ်တန်တစ်ခုမှာဆိုရင်စတုမာရိနတ်ဘုံဆိုတာလူပြည်နဲ့ဆက်ဆက်တယ် ဒါဝိသံတပ်ပြေကလည်းလူပုံနဲ့ဆက်ဆက်လူပုံနဲ့ဆက်ဆက်နေတော့လူပြေလူပြေကသတင်းကိုအငြင်းထန်သူတို့သတင်းပို့လို့ရှိတယ်ပေါ့လူတွေနဲ့ဆက်ဆက်နေတဲ့နတ်တွေကသတင်းပို့ကြတယ်ဘယ်မျိုးဘယ်ရွာဘယ်ရက်ကဘသူဖြစ်ဘုရားတရားတန်ခါလေးစားတယ်အတ္တမကိုရှင်ဒီလန်းနဲ့ပြည်စုံတယ်လို့ဆိုတဲ့သတင်းဟာလူတွေကြားထဲမသိတောင်နတ်တွေကြားထဲမှာသွားသိနေတ